ကိုအဖေရဲ့ဆန္ဒကိုအတီးဆုံးမှဆွေကိုသူကအရင်ချစ်တယ်။အဲ့အတွက်ကိုအမြဲတမ်းကိုဒီအသက်ရွယ်ဘလောက်ပဲရောက်ရောက်ကိုကကိုပဲဘလောက်ပဲရက်တီနိုင်နိုင်အဲသူကကိုအပေါ်မှာကလေးလိုပဲမြင်တယ်ပေါ့နော်။ဘဝမှာအချစ်ဆုံးနဲ့ဘယ်လိုပြောမလဲ။သူကတော့ပြောရတော့နင်းအဲ့လိုပြောပြောပြီးစိုးနာဆိုပြောလုံးချင်တာလုံးတာတဲ့။ခုကြည့်ရင်းနဲ့တောင်ရှောက်ပြောနာလားမသိဘူးဆိုပြီးပြောရင်ပြောနေပါ။တကယ်ချစ်တာလုံးချင်တာလုံးတယ်ဒါပေမဲ့ပြီးရင်တော့သူစကားတခုကိုပဲလက်ခံတာ။ တကယ်ကိုထူးခြားတဲ့ရိုက်ကူးလေးတစ်ခု ရောက်နေပါတယ်။ဒီနေ့ကစိန်စပယ်ဖူးစိန်တိုက်ရဲ့ဒါကြော်ညာရိုက်မှာပေါ့နော်။ဟုတ်။ကျမတို့ကမန္တလေးမှာဆိုလို့ရှိရင်ဒါမိသားစုချင်းလည်းခင်တယ်လို့ကျမရဲ့အကိုလိုချစ်ခင်ရတဲ့လူလည်းဖြစ်တယ်ကိုအောင်လေးအေးကနောက်တစ်ခါကြတော့ဗာလေဆိုတော့အကိုကပေါ့နော်သူ့ရဲ့စိန်တိုက်အတွက်ကိုဘာပဲဖြစ်ဖြစ်ပေါ့အမြင်ဆွေကိုတတိရရတယ်ပေါ့နော်နောက်တစ်ခါကသူက sweet အတန်ကိုကြိုက်တော့ မှတ်တရဆိုလို့ရှိရင်ဒီစိန်စပယ်ဖူးစိန်တိုက်ရဲ့ကြော်ညာတခြင်းနှစ်ပုတ်ကို sweet ဆိုပေးပူပါတယ်ရှင်ဟုတ်ရိုက်ကွင်းလေးတခုမဟုတ်ဘူးဒါရိုက်ကွင်းအကြီးစားဟိုမှာ challenge အကြီးစားပါလုံးဝထင်မှတ်မထားတဲ့အရာတခုကိုအကူအောင်လေးအေးကတော့တိတ်စင်စားတတ်တာပဲသူဘလို့များတွေးလိုက်လဲလို့တော့ကိုတွေးမိရေပေါ့နော်ပြီးတော့အရန်လဲကြောက်တယ်ပြီးတော့တကယ် professionality ပေါ့နော်တကယ်လေးစားတဲ့ anti war ဒါ ပထမဆုံးစုံရရဲဆွေရအနီကေမမိုအေးတို့အကုန်လုံးမာကြီးအေးတာဒါအကုန်လုံးပါကြရပေါ့နော်အဲဆိုတော့လေတကယ်ကိုစိတ်ထဲမှာလည်းအရန်အဲ့လိုမျိုးလှုပ်ရှားရပေါ့ဟုတ်ဒီအားလေးက team work ကောင်းရင်တော့ဒီတစ်ခုလုံးကပိုကောင်းမှာဖြစ်တဲ့အတွက်ပို့ပြီးတော့ကိုကြောင့်မလို့နောက်ဆက်မဖြစ်စေချင်တာမျိုးပါအဲ့တော့အတက်နိုင်ဆုံးတော့ကြိုးစားသွားပါမယ်ရှင်ဟုတ်ဟင်းမန္တလေးအလုပ်ပြီးရင်တော့မန္တလေးပြန်နေရှင် ဟိုဟာဘာဖြစ်လို့လဲဆိုတော့အဖေကသူနဲ့နေတာပဲကြိုက်တာဆိုတော့ဟုတ်ရန်ကုန်ကျတော့ဆီအလုပ်ရှိရင်လာရတယ်ဒါပေမဲ့ရန်ကုန်မှာနေပြစ်တာပိုများနေပါရဲ့အလုပ်ကလည်းဒီမှာပိုများတော့ကျတော့ရန်ကုန်အိမ်မှာနေလိုက်ပြီးရင်အိမ်ခဏပြန်နေပြီးရင်ပြန်လာရပေါ့ဟုတ်အလုပ်ရှိရင်ပြန်လာရဟုတ်အဲကိုကလည်းဒီမှာအလုပ်များတော့ကျတော့ကိုရဲ့ဒါရိုးရိုးသားသားရှာထားတဲ့ပတ်စံလေးနဲ့ဒါသေးသေးလေးပါ နေစီချင်တယ်လို့တော့မိဘကတော့ဟိုလိုကြီးတော့နားနဲ့ပဲနေရမယ်လို့ပြောတာမျိုးမဟုတ်ပါဘူးရှင်ဒါပေမဲ့ကို့အဖေရဲ့ဆန္ဒကိုကို့အတီးဆုံးမှာဆွေကိုသူကအရင်ချစ်တယ်အဲ့အတွက်ကိုအမြဲတမ်းကိုသည်အသက်အရွယ်ဘလောက်ပဲရောက်ရောက်ကိုကကိုပဲဘလောက်ပဲရက်တည်နိုင်နိုင်အဲသူကကို့အပေါ်မှာကလေးလိုပဲမြင်နေပေါ့နော်အဲအဲ့လိုမျိုးပါမိဘဆိုတာဒါမိဘတိုင်းဒီတာသမီးတိုင်းအပေါ်မှာအမြဲတမ်းအဲ့လိုပဲတွေးတယ်လို့ဆွေးထင်တယ်ဟုတ် စိတ်ပူတယ်အမြင်နဲ့ပူပန်တယ်ဒုက္ခရောက်မှဆိုးတယ်ဒါကတော့ sweet အဖေမှမဟုတ်ပါဘူးမိဘတိုင်းရဲ့မေတ္တာတရားဒီတိုင်းမှာပဲဘဝမှာအချစ်ဆုံးနဲ့ဘယ်လိုပြောမလဲသူကတော့ပြောတော့နင်းအဲ့လိုပြောပြောပြီးစိုးနာဆိုပြီးတော့လှုပ်ချင်တာလှုပ်တာတဲ့ခုကြည့်ရင်းနဲ့တောင်ရှောက်ပြောနာလားမသိဘူးဆိုပြီးပြောရင်ပြောနေပါတကယ်ချစ်တာလှုပ်ချင်တာလှုပ်တယ်ဒါပေမဲ့ပြီးရင်တော့သူစကားတခွန်းကိုပဲလက်ခံတာအဲ့လိုလည်းမဟုတ်ပါဘူးအရင်တော့ကတော့ငယ်တုန်းကတော့စိုးခဲ့တာပေါ့ ြီးတော့ကျတော့ကြီးမိုက်ဖြစ်သွားတာပေါ့မွေမွေပေါ့စတာပါကိုမမမှန်မှန်ကိုဘာပဲလှုပ်လှုပ် ကိုဒီကောင်းတဲ့အအခြေအနေပဲဖြစ်ဖြစ်အတော့မကောင်းတဲ့အခြေအနေပဲဖြစ်ကြော်ရဖြစ်မိဘဒီကိုဘက်ကနေအပြည့်အဝရက်တည်ပေးခြင်းဒီဒါကကိုအတွက်ကကြီးမားတော့ပေါ့နော်အဲဘယ်လိုပြောမလဲတန်ဖိုးဖြတ်လို့မရတဲ့အရာတစ်ခုပေါ့နော်ဟုတ်စိတ်မဲ့ဘူးချက်ချာလေးထွက်လိုက်အားပေးပါဦးလို့ ဒါစိတ်ဆွေးပူးရဲ့ပဲ့ကန်ရှင်အခုအောင်လေးကအင်မတန်မအိုင်ဒီယာကောင်းပြီးတော့သူများနဲ့မတူတဲ့စမ်းသစ်တော့အတွေးအခေါ်တွေကိုထွက်တဲ့အကူပေါ့နော်အဲ့ဒီတော့အဲဒီဟာတွေကအားလုံးအတွက်လည်း challenge ဖြစ်တယ်လို့ပေါ့နော် sweet အတွက်ဆိုလည်း challenge ကတော်တော်ကိုကြီးပါတယ်အရင်လည်း pressure များပါတယ်နောက်တစ်ခုကအဲဒီထက်မှာပါဝကြအမှုပညာရှင်တွေကလည်းတကယ်ကိုဝိုင်းရင်တပိုင်းရင်ကိုလေးစားအကြရတဲ့လူတွေဖြစ်တဲ့အတွက်အဲအကောင်ဆုံးတော့ကြိုးစားပါမယ်လို့ကြော်ညာလေးထွက်လာရင်လည်းအားပေးပါဦးရှင်